ဂျပန်နိုင်ငံက convenience store တွေမှာအစားအသောက်ပြင်ပါရရနိုင်မလားကျွန်တော်ပြောရရုံမှာမဟုတ်ပါဘူးအဲ့တော့ဂျပန်နိုင်ငံက convenience store တွေမှာလုံးလို့ရနိုင်မယ့်အချက်ခဏချက်ကိုဒီနေ့လိုက်ပြသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်လည်းဒီလိုလိုက်ကြည့်ကြအောင်ဂျပန်မှာရှိတဲ့ convenience store အားလုံးကပုံထဲမှာပြထားတဲ့ structure နဲ့ရှိပြီးတော့တနည်းအားဖြင့်လိုအပ်တဲ့အရာတော်တော်များများကိုတနည်းအားဖြင့်မှာရနိုင်တဲ့နေရာတွေပဲဖြစ်ပါတယ်ဟောအစားအသောက်တွေအပြင်ကို store ထဲမှာရှိတဲ့ ATM မှာကျွန်တော်ငွေလွှဲတာငွေထုတ်တာတွေလုပ်လို့ရတယ်ဒါပေမဲ့ service charges အနေနဲ့220 yen ပေးရတယ် ဒါပေမဲ့ကျွန်တော်အရေးကြီးတဲ့အချိန်တွေမှာဆိုလို့ရှိရင် brandy သွားကြရမလို့ပဲနေဒီမှာအလုပ်တစ်ခုထုတ်ပေးရတယ်။နံပါတ်1 bill ဆောင်တာ health insurance နဲ့တခြား online ကနေမှာလိုက်တဲ့ပစ္စည်းတွေတော့ကို online ကနေဝင်မဆောင်ခြင်းမရှိဘူးရှင် convenient မှာလာဆောင်လို့ရတယ်။နံပါတ်3 ရထားလက်မှတ်ကားလက်မှတ်ပြီးတော့တခြား event လက်မှတ်တွေအပြင် GLPD exam အတွက်ကျွန်တော် exam fees ကို debit card နဲ့မတွင်ချင်ဘူး။ဘဏ်နဲ့ဒါရိုက်မတွင်ချင်ဆိုလို့ရှိရင်လည်း company ကနေမှာတစင်တင်လို့ရတယ်။နံပါတ်၄တွိုင်းလိုင်းနဲ့ data ကုန်သွားတယ်ဆိုလို့ရှိရင်လည်းကျွန်တော်စိုးရင်ပြန်မလို့ပါဘူး။တချို့သော convenience story မှာဆိုလို့ရှိရင် free wifi connect လုပ်ပြီးတော့ကျွန်တော်ဆက်ပြီးတော့ line တွေသုံးလို့ရပါတယ်။နံပါတ်၅အချက်အနေနဲ့ကျွန်တော်တို့ made to cura scan ဖတ်တာတက်ပုံထုတ်တာတွေလုပ်လို့ရဖို့အတွက်ဒီမှာ printer တစ်လုံးလည်းရှိတယ်။ ။နံပါတ်6အနေနဲ့မျိုးရင်းပစ္စည်းပို့တာ၊ parcel ပို့တာရဲ့တော့ delivery service လဲ convenience store မှာရပါတယ်။နောက်ဆုံးနံပါတ်9အချက်အနေနဲ့ဒီနေ့လာတဲ့ cosmetic တွေ၊ဆိုင်ကရီယာတွေအသုံးဆောင်နေအပြင် CEO ဆန်တို့လိုမျိုးကျွန်တော်ကုန်ကျပစ္စည်းတွေလည်းရတယ်။ပြီးတော့အဝတ်အစားနဲ့ပပနဲ့ဆေးတချို့လည်းရတယ်။အဲ့တော့ခီးသွားရတဲ့အဆင်ပြေသေးတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော် convenience store မှာဆိုလို့ရှိရင်အစားအသောက်တွေနဲ့အရေးပေါ်လိုအပ်တဲ့ပစ္စည်းတွေလောက်ပဲဝယ်ဖြစ်ပါတယ်။အခုလိုဆို convenience store ကတခြား supermarket တွေထက်ဆိုင်လို့ရှိရင်ဈေးပိုများလို့ပဲဖြစ်ပါတယ်။ ဂျပန်ရောက်လို့ရှိရင်အစားအသောက်တွေအပြင်ပေါ့နော် convenience ဆိုရင်မှဒီအချက်တွေကိုလည်း explore လုပ်ကြည့်ဖို့မမေ့ပါနဲ့အဆုံးကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတစ်ခုမှပြန်တွေ့ပါမယ်တဒါ